အားလုံးပဲမင်္ဂလာပါလင်းနဲ့မရဆိုတာဘာသဘောလဲလင်းနဲ့မရဆိုတာလူပေါင်းတစ္ဆာတရားနဲ့ချစ်ချင်းမေတ္တာအပေါ်အခြေခံပြီးတဦးကိုတဦးလက်တွဲကဘဝကိုအတူတကွဖြတ်သန်းရန်ဂတိပြုသောလူမှုရေးနှင့် ဥပဒေအရအတိအမှတ်ပြုထားသောဆက်ဆံရေးဖြစ်ပါလေဆက်ဆံရေးသည်ရိုးရရင်ကြည်မှုဘာသာရေးဥပဒေနှင့်လူအဖွဲ့အစည်းတို့နှင့်ဆက်ဆက်နေပြီးအောက်ပါအချက်များဖြင့်သဘောပေါက်နိုင်ပါလေနံပါတ်1ချစ်ချင်းမေတ္တာနှင့်ယုံကြည်မှု လင်းနစ်မယားဆက်ဆံရည်ဤအခြေခံသည်ချစ်ချင်းမေတ္တာယုံကြည်မှုတစ္ဆာစောက်တိမှုတို့အပေါ်တွင် အမြင့်တွယ်ပါလေတဦးကိုတဦးလေးစားမှုနားလေမှုနှင့်စိတ်ချရမှုကို အပြန်အလှန်တည်ဆောက်ရပါတယ်နံပါတ်1 တာဝန်ယူမှုနှင့်ပူးပေါင်းလှုပ်ဆောင်မှုအိမ်တော်ရေးတွင်စီးပွားရေးမိသားစုစောင့်ရှောက်မှု ခလေးပြိုးထောင်ခြင်းစသောတာဝန်များကိုအတူတကွမျှဝေထမ်းဆောင်ရပါတယ်ပြဿနာများကိုချိန်ညှိဖြေရှင်းခြင်းဆုံးဖြတ်ချက်များကိုအတူယူခြင်းဖြင့်မိသားစု၏ အနာဂတ်ကိုတည်ဆောက်ကြပါれ။နံပါတ်3ရိုးရယဉ်ကျေးမှုနှင့်ဘာသာရေးမြမယဉ်ကျေးမှုတွင်လင်နှင့်မယားဆက်ဆံရေးကိုတန္တရာစัจ java လာဤစိတ်အပိုင်းအဖြစ်တတ်မှတ်ပြီးဘာသာရေးအလူအတန်းများဥပမာထိုင်မြမင်္ဂလာဆောင်ခြင်းဖြင့် မြင်တင်လေးရှိပါတယ်ဗုဒ္ဓဘာသာအရလင်မယားသည်တဦးကိုတဦးကုသိုလ်ကောင်းမှုများပြုလုပ်ရင်ဘဝတန်တရာကိုအတူဖြတ်တန်းရန်ရည်ရွယ်ပါတယ်နံပါတ်၄လူမှုရေးတံပိုးလင်မယားဆက်ဆံရေးသည်လူအဖွဲ့အစည်းအတွင်း မျိုးဆက်သစ်များမွေးထုတ်ပေးခြင်းလူမှုစည်းလုံးညီညွတ်မှုကိုတည်ဆောက်ခြင်းစသောအခမ်းကဏ္ဍမှပါဝင်ပါသည်မိသားစုတစ်ခုဤငြိမ်ချမ်းရေးနှင့်တာယာဝပျော်ရေးသည်လင်မယားကြားဟန်ချက်ညီသောဆက်ဆံရေးပေါ်တွင်မူတည်ပါသည်နံပါတ်5 စိန်ခေါ်မှုများနှင့်ဖြည့်ရှင်နီလင်မယားကြာကွာဟာချက်များငွေကြေးပြဿနာများစိတ်ခံစားမှုဆိုင်ရာအခက်အခဲများကိုတီးခံမှုဆွေးနွေးညှိနှိုင်းမှုအပြန်အလှန်နားလည်မှုတို့ဖြင့်ကြော်လွှားရပါတယ်။အောင်မြင်သောအိမ်တော်ကြီးအတွက်အရေးကြီးဆုံးမှာ တဦးကိုတဦးအမြဲလေးစားကချစ်ခင်မှုကိုပြုပြင်ထိန်ထိန်ချင်းပဲဖြစ်ပါလေနံပါတ်6ခေတ္တလမယာဆက်ဆံကြီးယခုခေတ်တွင်လမယာဆက်ဆံကြီးသည်ရိုးရာဆန်နှုံများထက်အပြန်အလှန်ဒန်းတူညီမြမှုကိုယ်ပိုင်လွတ်လပ်ခွင့် အလုတ်အကိုင်နဲ့ဘဝတည်ဆောင်မှုတို့ကိုအလေးထားလာပါတယ်သို့တော်အခြေခံသဘောတရားဖြစ်သောယုံကြည်မှုတစ္ဆာရှိမှုနှင့်အတူတကွယက်တည်မှုသည်အ धिक အရေးပါစေဖြစ်ပါတယ်အနစ်ချုပ်လေနစ်မယားဆိုသည်မှာချစ်ချင်းလေးစားမှု တာဝန်ယူမှုတို့ဖြင့်ဘဝကိုအတူမျှဝေသည့်မိဖက်ပဲဖြစ်ပါလေ။ဤဆက်ဆံရေးသည်လူတိုင်းဤဘဝကိုအတိတ်ပဲဖြစ်ပြည့်စည်ပြီးလူမှုအတိုင်းအဝိုင်းဤအခြေခံအုံမြင့်လေဖြစ်ပါလေ။စိတ်နှလုံးအေးချမ်းကြပါစေ။ အဆုံးထိကြည့်ပေးတဲ့အတွက်ဂျေဇုအထူးတင်ပါတယ်